ညောင်ရွှေမြို့နိုင်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပြန်လည်မိုးမှန်ခြင်းနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်နှင့်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းတို့သည်18ရက်5လ2025ရက်နေ့နက်ပိုင်းကညောင်ရွှေမြို့နယ်ဖောင်တော်ဦးဖျားပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား၎င်း အမကဇယက်ကြီးနှင့်အာထကကွယ်ကီလာတို့တွင်ယာယီចောင်းဆောင်များဆောက်လုပ်နေမှုများ၎င်း၊ကွင်းစင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ဆက်လက်ပြီးပြည်내လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်သည်အမကမွေဝေးအောင်အမကမွေဝေးထက်အမကအင်းချံအမကပေါက်ပါနှင့်အမကကြာတော်တို့တွင်ဆောက်လုပ်နေသောယာယီចောင်းဆောင်များ၊ကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပြီးညောင်ရွှေမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ပညာရေးမှုတို့ဟာအရေးသွေးပြည့်မီစွာဖြင့်ကျောင်းဖွင့်ချိန်မီဆောက်လုပ်ပြီးစီအလေးထားကြက်မှတ်ဆောင်ရွက်သွားရန်မှာကြားဆောင်ရွက်ခဲ့ပါတယ်။ဆက်လက်ပြီးနေ့လယ်ပိုင်းတွင်လူမှုရေးအဝန်ကြီးဦးမင်းမင်းလွင်သည်မြောင်ရွှေမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမတွင်ရက်ွက်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူး30နှုန်းမြောင်ရွှေမြို့နယ်အခြေခံပညာကျောင်း136ကျောင်းမှကျောင်းကြီးများနှင့်တွေ့ဆုံ၍ပညာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာ။